အားလုံးပဲမင်္ဂလာပါရှင်။ပါပီယွန်ရေးသားထားသောဇီးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝက်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ ျွန်တော်ခဏခဏနဘူနဆာလုံလုံးတာခံရတဲ့မြို့လေကောင်းမှရှိတဲ့အလောက်ကန်ရှာဖွေရေးအေဂျင်စီက "Guy, ဒီလောက်တောင်အလုပ်လိုချင်လာတာ။သွားလုပ်ပြီးတော့ဆိုပြီးလိပ်စာတစ်ခုပေးလိုက်တယ်။သူတို့လွတ်တဲ့နေရာကိုမြေပုံကြည့်ပြီးရောက်သွားတော့စိတ်ကန်းတစ်ခုပဲ။ကုလီကောင်းလုပ်တဲ့ကောင်က Irish လူဘလူးကြီး၊လူမိုက်လူလိုကောင်းကြီး။အရက်ပလင်းကိုလက်ကမချဘူး။တစ်ချိန်လုံးစကားတစ်ခွန်းအစဲတစ်ခွန်းပဲ။အလုပ်သမားတွေကလည်းမထူးပါဘူး။အကုန်ငူယူဆဲဆိုပြီး ူလီတွေထမ်းနေကြတယ်။ကျွန်တော်ငငယ်ကမြင်ဖို့တဲ့မနက်မိုးမလင်းခင်လေးမူးမူးယူးယူးနဲ့ကုံစင်းတွေထမ်းဖို့နေတဲ့တီတီမင်္ဂလာဆေးကအယက်သမားကူလီတွေလိုပဲ။ဂိုင်းမအေယိုးလေးရက်ကြည်မင်းနဲ့အလောက်လာပြီးရေးလုံနေရလားဆိုပြီးကူလီခေါင်းကကလော်ဆဲတာကြားတာနဲ့ကျွန်တော်လဲကြောဘိုးအိတ်ချွတ်ချအနှွေးတဲ့အင်ကြီးလေးချွတ်တယ်ပြီးရေခဲရိုက်ငါးတွေထည့်ထားတဲ့တောင်းတွေကိုဝင်ထမ်းနေ။ဒီလောက်အေးခဲထုံကျင်းနေတဲ့ရာသီဥတုမှာတောင်းလူကမင်းနဲ့ပိုင်အတွင်းချွေးဆက်လက်ဖြစ်လာရော့ နှစ်နာရီလောက်ကြာတဲ့အထိဇဲဆက်တယ်လို့ဇက်တိုက်ထမ်းပိုးနေတဲ့ကျွန်တော်ကိုကြည့်ပြီးအမန်ကအသက်ထွက်တော့မတက်ပြင်းမနေပြီကိုလီကောင် Irish ကအမေထွက်မပြေးသေးဘူးလားလို့အော်မေးရင်အန်အောဟန်ပြတယ်တခြားကိုလီ British ကောင်တွေကလည်းဝါဟာဟာဆိုပြီးဝင်းရဲသေးတယ်ကျွန်တော်မှမောရရဲကြတယ်ဘာမှအသေးချာနားမလည်နိုင်ဘူးတောင်းထားတောင်းထားညနော်တစ်ချက်မပြတ်စေနဲ့လို့ကိုကိုကိုအားပေးရင်ဆက်ကြိတ်နေလိုက်တယ်ညနေစောင်းမိုးချုပ်လို့ အလုတ်သိန်းတော့ကျွန်တော်ခန္ဓာကိုယ်မှာအာအင်ရဲ့လို့တစက်မှတောင်းမကြံတော့တယ်လို့ဖြစ်သွားပြီ။ကုလီကောင်းဗလာကြီးကပြုံးတုံးတုံးနဲ့ကျွန်တော်ကိုမေးတယ်။နောက်နေ့လာနိုင်သေးလားတဲ့။နေ့တိုင်းလာနိုင်တယ်လို့ခတ်မာမာပြန်ဖြေရင်သူကန်းပြတဲ့အရက်ပလင်းကိုလှမ်းယူပြီးနှစ်ကြိုက်လောက်ဂလုဂလုမြည်အောင်မော့ချလိုက်တယ်။လေချောင်းနဲ့ပူကနေပဲ။ဒါပေမဲ့မျက်နှာအပြတ်မခံဘူး။ကျေးဇူးပဲလို့လှမ်းပြောစက်ကလက်တလိုက်ကိုမင်းညီဖွာရင်ထီမထီလူမိုက်မျက်နှာပေးနဲ့သူ့ရှေ့မှာရက်နေလိုက်တယ်။ ြီကောင်တဲဟုတ်ပါလားဆိုတဲ့သူ့အကြည့်ကိုမြင်လိုက်ရတော့ငါဒီနေ့ကစပြီးသူတို့ကိုလီခိုင်းတာဖြစ်ပြီဆိုတာကိုအတက်ရိပ်မိလိုက်ပြီစိတ်ကန်းကအရင်ပြန်မာတော့ကျွန်တော်အခြေအနေမကောင်းတော့ဘူးခြေတရွတ်ဆွဲနေပြီစိတ်ကန်းနဲ့အနည်းဆုံးဘတ်စကားဂိတ်ကိုခြေလျင်တုံနေရတာဘတ်စကားဂိတ်မရောက်ခင်ရက်ွက်တစ်ခုကိုဖျက်ရတယ်ရက်ွက်ထဲကအိမ်တွေဟာကောင်စင်ဟောင်းဆိုခေါ်တဲ့အိမ်တွေမြို့ကောင်စီကအလကားပေးတဲ့အိမ်တွေဆိုပါတော့ဘလို့မိသားစုတွေကိုပေးလဲဆိုတော့ အလောက်အကိုင်းမရှိတဲ့မိသားစုတွေအစိုးရထောက်ပံ့ခြေလေးနဲ့မတည်ယုံတမယ်စားတောင်းနေရတဲ့လူတွေအဲ့လိုလူဒန်းစားတွေပေါ့တပတ်တခါ job center ဆိုတဲ့နေရာမှာတန်းစီပြီးအစိုးရအလကားပေးတဲ့ပတ်စံကိုထုတ်မယ်ရတာနဲ့အရက်ဆိုင်တန်းသွားကြတာပါပဲသားသမီးတွေကလည်းကြောင်းမတက်ဘာမတက်လမ်းပေါ်မှာကြီးပဲအတော်ဆိုးရတဲ့လူအတိုက်အမြုံပေါ့အဲ့ဒီလိုရှင်သန်နေထိုင်ကြရင်မျိုးဆက်တစ်ခုပြီးတစ်ခုသာပြောင်းသွားတယ်ဘာမှမထူးဘူး ချမ်းသာပါတယ်ဆိုတော့ကမ္ဘာထိပ်တန်းတိုင်းပြည်တစ်ခုရဲ့အစွန်ပြည့်ခံလူတွေပေါ့အဲ့ဒီမှာပထမဆုံးအလုတ်ဆင်းတဲ့ညမှာကျွန်တော်ဒုက္ခတွေ့တာပဲလမ်းမီးတိုင်းဝါကျင်ကျင်နဲ့တိတ်ဆိတ်ငြိမ့်တဲ့အဲ့ဒီရက်ကွက်လေးတဲ့အဖက်မှာခြားဒိတ်တဲ့စုက ကျွန်တော်ကိုတားတယ်စကယ်လီလေးတွေပေါ့စကယ်လီဆိုတာအဲ့ဒီလမ်းပေါ်ကလူမိုက်လေးတွေကိုဘန်းစကားနဲ့ခေါ်တာသူတို့စားတွေအကြောင်းကျွန်တော်ကြားဘူးပြီးသားတခါသာမြို့အဝင် ထောင်စုနဲ့တရားအောင်မှာမိုးယူနေတဲ့ ဘောလုံးလူရန်ကအုပ်စုနဲ့စကယ်လီ၃ယောက်တွေ့တာဘောလုံးလူရန်က၅ယောက်လောက်ဓာတ်ထုတ်ခံလိုက်ရတယ်လူရန်ကနဲ့ professional လူမိုက်မတူတော်ယုံလန်တရဲတွေကအဲ့လိုကောင်စင် house တွေရှိတဲ့ရက်ွက်ထဲကစကယ်လီတွေကိုရင်မဆိုင်ရဲကြဘူးအပျော်မူးယူပြီးရန်ဖြစ်တာထက်စေးရောက်မယ်လူမယ်ရက်မယ်ခုခံရင်ဓာတ်နဲ့ထိုးတက်မယ်ဆိုတာမျိုးကပိုကြောက်စရာကောင်းတာကိုသူတို့မှအနာကက်မရှိဘူးဒါကြောင့်မိုက်ကန်းညာတယ်ဓာတ်နဲ့ ကျွန်တော်ကိုတားတဲ့ခြားတိတ်တွေကိုပြုံးပြပြီးပတ်စံအိတ်ထုတ်ပြလိုက်တယ်။ចောင်းသားကက်နဲ့တဆယ်တန်တရွက်ပဲပါတာကိုငါဒီနားကစိတ်ကမ်းမှာအလောက်လာလောက်တာပါတက်ကတော့ចောင်းသားပါပါတဲ့ပတ်စံယူသွားငါ့ကိုလှုပ်ပေးပါဆိုတော့အသာတကြီးပဲပတ်စံဆဲတန်ကိုယူထားလိုက်တယ်လူကိုလှုပ်ပေးလိုက်တယ်ဒုတိယရက်ထက်သွားတယ်အန်နီယာရှီမန်းတည်ပေမဲ့ရထားတဲ့အလောက်လေးကိုလက်မှမလွတ်နိုင်တာကိုအပြက်မှာအေးအေးဆေးဆေးပဲတတိယရက်ရောက်တော့မအေးဆေးတော့ဘူးလမ်းမီးတိုင်းအောက်မှာ စကယ်လီအုပ်စုကျွန်တော်ကိုထတ်လူပြန်ရောကျွန်တော်ကတော့ခက်တီတီပဲပတ်စံအိတ်ထုတ်ပြရတယ်။ငါးချက်တန်းနဲ့အကျွေတွေပဲပါတယ်။ဒါကိုဒီကောင်တွေကမကျေနပ်ဘူးရဲ့။မလုံနဲ့ဆိုပြီးကျွန်တော်ကိုတကောင်က နောက်ပါနေတိုင်းဖက်ပြီးချုပ်ထားတယ်။ကျန်တဲ့ကောင်တွေကဂျာကင်အိတ်တွေဂျင်းမန်အိတ်တွေကိုနှိုက်ပြီးရှားတော့တာပဲ။အဲ့ဒီမှာရဲမောင်မီအိတ်ကဲထဲကကျွန်တော်ဖုန်းလေးကိုတွေ့သွားတယ်။ဟုတ်ဖို့မေ့သွားခဲ့တာကလည်းကျွန်တော်အမားပါပဲ။ညီမလေးပေးထားတဲ့ဖုန်းပြဘဝမှာအဖိုးတန်တာဆိုလို့ ဒါလေးပဲရှိတာပတ်စံတန်မိုးထက်တန်ရောစင်တန်မိုးလေးကိုကျွန်တော်မှာအင်မတန်တွေ့တာနေမိတာမဟုတ်လားကျွန်တော်ဂျတုတုတောင်းမယ်နဲ့မလုပ်ကြပါနဲ့ကွာဒီဖုန်းလေးကိုမယူကြပါနဲ့လို့မရဘူးဖုန်းကိုအတင်းနှိုက်ထုတ်တယ်စိတ်ကဒတိလက်လို့ဖြစ်သွားရောမိုက်ကန်းနဲ့ငဲစိတ်ကလေးဘယ်နာကဖြက်ခနဲဝင်လာတယ်မသိဘူးအချုပ်ခံထားရတဲ့ကြားကဆက်ခနဲကိုကိုနှဲ့ပြီးဘေးကိုထွက်လိုက်တယ်ချုပ်ထားတဲ့ကောင်ရဲ့တကာကွေးနေရာကိုခြေထိုးပြီးကလန့်လိုက်တယ် တရောင်းနဲ့မိစကိုခွက်ခနဲချရတယ်။ချုပ်ထားတဲ့လက်တွေပြေးသွားတဲ့အယူတယောက်လိုခုခံတော့တာပဲ။မဆက်ကလည်း I am fucking bummies ။ဘာညာနဲ့သွေးယူသွေးတဲ့နေအော်ဟစ်နေမိတယ်။ကျွန်တော်လက်သေးတွေခြေကန်ချက်တွေဟာမဲမဲမြင်ရထိုးလိုက်ကန်လိုက်နဲ့စိတ်ထဲမှာလဲငါသေးစဉ်သေပလိစေတော့ရဲလို့သဘောထားမိသွားပြီ။ကျွန်တော်တကူလုံးလေး true ပူနေအောင်အထိုးအယိုက်ခံနေရတယ်။ကန်ကောင်းတာကသူတို့လက်ထဲမှာအခါတိုင်းလိုဓမြောင်းတို့ ပန်ချုံတို့လိုလက်နက်တွေပါမလာဘူးထင်တာပဲဒါမှမဟုတ်ကျွန်တော်ကိုကံကောင်းထောက်မှပြီမထီတာလည်းဖြစ်နိုင်တယ်ကျွန်တော်ဟာဘလောက်ထိဒေါသအိုးပောက်ကွဲနေသလဲဆိုတော့ကထွက်ပြေးလွတ်မြောက်ဖို့မစင်စားပဲလူလေး၅ယောက်အုပ်စုကိုအသေးအကြေးပြန်ခုခံနေမိတာရဲ့နောက်တော့ထောင်းကနေမိတဲ့နဲ့ကျွန်တော်နှစ်ထဲမှာပူကနေ ဖြစ်သွားတယ်ကျိုးပြက်သွားတဲ့ရုပ်သေးတရုပ်လိုလမ်းပေါ်ခွေကျသွားတယ်တပိုက်လုံးလိုခတ်မှာမှာအရာတစ်ခုနဲ့အရိုက်ခံလိုက်ရတယ်ထင်တာပဲလမ်းပေါ်မှာလဲခွေခွေလေးလှဲနေရင် နန်းဆောင်ကိုအဆက်မပြတ်ဝင်လာတဲ့ကန်ချက်တွေကိုတတောင်စစ်တွေနဲ့ကာဖို့စူးစမ်းနေရတယ်။အဲဒီနောက်တော့ရဲကားအိုးအော်တန်တွေထွက်ပြေးသွားတဲ့ခြေတန်တွေမပီဝိုးတော်ကြားရင်တတိလက်သွားရတယ်။အဲ့ဒါဖြစ်ပြီးတော့အိမ်မှာ၃ရက်လောက်နားလိုက်ရတယ်။ကြောင်မတက်နိုင် အလုံးမသွားနိုင်ဘူး။ကြေနဲ့ဆရာကောင်းတာကကျွန်တော်ဖုန်းလေးပါမသွားဘူး။ရအောင်ပြန်လုနိုင်ခဲ့တယ်။အသက်ဆုံးရချိုးနှက်ခဲ့တယ်လို့ပြောရင်လူတွေရေကြလိမ့်မယ်။ထူးထူးထောင်ထောင်ဖြစ်လာတာနဲ့ငါကို ကုလီအလုတ်ကိုသွားမြေးသွားစေပဲကို့မှာရွေးချယ်စရာလမ်းမှာမရှိတာကိုစင်းရဲ့စုပ်ပြက်နေခဲ့ပြီးတော့မှတေးမှာကြောက်ပါအောင်မလားဟိုရက်ွက်ကလေးကိုလည်းခက်တီတီနေတိုင်းဖြတ်ပြန်တာပဲဟိုနာဒီနာစုဖွဲ့နေတဲ့စကယ်လီတွေကလည်းကျွန်တော်ကိုကွက်ကြည့်ကွက်ကြည့်လှုပ်ယုံကလွဲပြီးလူတာရက်တာတွေမလုတော့ဘူးနှစ်ပတ်လောက်အလုတ်ဆက်စင်းပြီးတော့လာစာထုတ်တယ်ပကံစီကြောညာဝေအဆရှိတဲ့အလုတ်တွေထက် ပင်မန်းခဲ့ပေမဲ့လာစာကမျိုးမျိုးမြင်းမြဲဆိုသလိုရလာတယ် ီအတိုင်းသာဆိုငါဒီအလုံးနဲ့ငွေရှာပြီးစုဆောင်းနိုင်ပြီဆိုတဲ့စိတ်နဲ့ရွှင်မြူးနေတယ်။လာစာပတ်စံအထက်ထဲက20ရက်နှိပ်ရက်ကိုဖဲထုတ်ပြီးအိတ်ကက်ထဲထည့်တယ်။ကျန်တဲ့ပတ်စံတွေကိုအခောက်ကလေးလုပ်ပြီးအတွင်းငံပေါင်းမှုရဲ့ထိုးထည့်ပြီးဝတ်တယ်။အဲ့ဒီနေ့ကအလုံးတိတ်မများတော့အင်းရပြန်မှာအလင်းရောင်မပြောက်သေးဘူး။အန်နီရက်ကွက်ကလေးကိုဖျက်ပြန်တော့ရက်ကွက်ထိတ်မြက်ခင်းပြန်မှာစကဲလီတွေအရက်ထိုင်တောက်နေတာမြင်နေ။အခါတိုင်းအဲ့လိုအုပ်စုတွေ့ရင်လမ်းတစ်ဖက်ကနေကက်ပြီးရှောင်းလေးရှိပေမဲ့ ဒီတခါတမင်သူတို့ရှိနေတဲ့မြက်ခင်းအဆန်နာကို ခက်တီတီနဲ့တန်းလျှောက်သွားလိုက်တယ်။သူတို့လည်းကျွန်တော်ကိုဘာလို့တက်တက်ကြီးလျှောက်လာတာလဲဆိုတာဝေခွဲလို့မရဟန်နဲ့ကြည်နေကြတာပေါ့။အနားရောက်တာနဲ့အေးဆက်ဆက်လေးတန်းနဲ့မေးလိုက်တယ်။ငါ့ကိုဟိုတလောကဒီနေရာကိုနှထင်ကို ထောက်ပြရင် ရိုက်သွားတာဘယ်မအေးရိုးလဲလို့မေးလိုက်တယ်။အဲ့ဒီလိုလာမေးရတာကိုစကယ်လီတွေမယုံတယ်လို့ဖြစ်နေပုံရတယ်။ဟာတေးချင်းနေပြန်ပြီလားပေါ့။ဟီးတယုတ်ချင်း ဘာကောင်လဲကွာတဲ့တယောက်တစ်ပေါက်ဆဲရင်အရက်ဝိုင်းကထဖို့ပြင်ကုန်ရောကျွန်တော်လက်ကပြတယ်ကြောဘူးအိတ်ကိုချွတ်လိုက်တယ်ဂျာကင်ချွတ်တယ်ဇက်တိုက်ဆိုသလိုအရက်ဝိုင်းကပလင်းကိုနှစ်ခနဲဆွဲယူပြီးမော့ပြလိုက်တယ်အသင့်ဝဲလာတဲ့အပြာရောင်ရစ်မွန်တစိ့စစ်ကလက်ဘူးအသင့်နှစ်ဘူးကိုဝိုင်းနဲ့ပြစ်သွင်းတယ်အိတ်ကဲထဲက20လမ်းနှစ်ရွက်ကိုထုတ်ပြီးကဲလူများနေတော့ကအရက်မလောက်ဘူးဒီမဲ့ငါ40စိုက်တယ်ကွာအရက်ထပ်ဝဲလိုက်ဘောကနှလုံးတော့ရတယ် စကလက်လည်းတောက်ကြလို့ပြောလိုက်တယ်။စကယ်လီတွေကျွန်တော်ကိုတယောက်တစ်ပေါက်နဲ့ဘာတွေပြောနေမှမသိဘူး။သူတို့ပြောတဲ့ဝဲတဲတဲ့အင်္ဂလိပ်ဘာသာစကားကိုအကုန်လုံးဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ခြားတဲ့တကောင်ကတော့ကျွန်တော်လက်ထက်ကပတ်စံကိုယူပြီးထွက်သွားတာပဲ။ခဏနေတော့အရက်ပလင်းတွေနဲ့ပြန်ရောက်လာတယ်။ဆက်တောက်ကြရင်မိတ်ဖွဲ့ကြသူတို့ပြောသမျှနားလည်တဝက်နားမလည်တဝက်နဲ့ခဏနေတော့ကျွန်တော်လည်းအတော်မူးလာပြီးရဲစိတ်ဝင်လာပြီ။ငါယိုးမတရုတ်ငါယိုးမတရုတ်ဆိုတဲ့နန်းစားကိုလည်း နားခံနိုင်လာတယ်။ပြေးကြတာကတော့ဒီကောင်းလေကျွန်တော်ကိုရံမပြူတော့ဘူးဆိုတာပဲ။ကျွန်တော်ဟာတက်ကူကြောင်းသားပါဆိုတာသူတို့သိသွားတယ်။သူတို့ရက်ွက်လေးတွေကိုမိုးချုပ်တာနဲ့ရဲတွေမလာရဲဘူးဆိုတာသူတို့ကြွားလုံးထုတ်လို့ကျွန်တော်သိခဲ့ရတယ်။ကျွန်တော်ကိုအသေးသက်စင်ကနောက်မဆုတ်ခဲသူယူတယောက်လိုခုခံခဲရဲတာကိုသူတို့သဘောကျတယ်ဆိုတာသိခဲ့ရတယ်။အဲ့ဒီအဖြစ်ပြက်ပြီးကလေးကရက်ွက်တဲ့ဖြက်ပြက်သွားတဲ့ကျွန်တော်ကိုတရုတ်ခွေးယူလို့နာမည်ပေးပြီး ေးမဲ့ပေးထားခဲ့တာဆိုလားကျွန်တော်မှအယံမူးမူးနဲ့တဲလာတဲ့နာမည်လေးပါလားလို့ပြောရင်အော်ဟစ်ရဲမောနေခဲ့မိတယ်။နောက်တော့လဲလာစာထုတ်တဲ့ရက်တိုင်းအဲ့ဒီရက်ွက်ထိတ်ကစကယ်လီတွေရဲ့အရွယ်ဝိုင်းမှာကျွန်တော်ကိုတွေ့ရတော့တာပါပဲ။တခါတလေအပြံမူးချုပ်တဲ့အခါဘော်ဒါလူမိုက်တွေရဲ့အိမ်ထဲဝင်အိတ်တက်တဲ့အကျင့်တောင်ရလာခဲ့ပြီ။သူတို့မိတ်ဆွေတရုတ်ခွေးယူဖို့နာတာလူပွဲတော်ညစာစားတွေဘာတွေတောင်းဖိတ်လို့ရဲ။တခုပဲညစာစားတဲ့အခါကျ မင်းတို့ကြက်စင်သားကတဲကောင်းပါလားဘဲကဝဲလာတာဒုံးလို့ချီးကျူးမိတဲ့အခါကျေးဇူးရှင်တွေကရောဂါဘစ်နာကဂလာစတိုးဆိုင်ကလှူလာတာလို့ပြန်ပြေတော့စားနေရင်နင်းတယ်လို့လို့တော့ဖြစ်တာပေါ့သူတို့ဟာစာတလုံးတလီတောင်မဖတ်တတ်ဘူးငါနာမည်ဘယ်လိုစလုံးပေါင်းလဲလို့မေးရင် T H E F T thief မလားတဲ့ငါလခွန်းတခိုးဖြစ်ကုန်ပြီဆိုပြီးရဲမိရောအစိုးရထောက်ပံ့ကြီးတောင်းတဲ့အခါဖြည့်ရတဲ့ဖောင်တွေကိုကျွန်တော်ကိုဖြည့်ခိုင်းတတ်တယ် မင်းကတက္ကသိုလ်မှာသိပ္ပံပညာသင်နေတာဆိုတော့ကျောင်းပြီးရင်သိပ္ပံပညာရှင်ကြီးဖြစ်မှာပေါ့နော်အာယုံဝတ်စုံထွင်ပြီးတော့တဲ့ကျွန်တော်ကရဲကျဲချင်းနဲ့ဘာလို့မလုပ်တော့ဆိုတော့အဲ့ဒီဝတ်စုံကြီးဝတ်တယ်ပြီးမိုးပေါ်ပြန်မျိုးတွေကရတနာဆိုင်နေဝင်လို့မယ်လေကွာတဲ့ကျွန်တော်မရေမိပါဘူးပညာမတက်စာမတက်အသိဉာဏ်မဲ့အနာဂတ်ပျောက်နေရှာတဲ့ကလေးတွေဆိုပြီးစိတ်ထိခိုက်ရတယ်အဲ့ဒီအဖြစ်အပျက်တွေကိုကျွန်တော်ညီမလေးထော်နန်းမိမိကြီးကိုအတိမပေးခဲ့ပါဘူး သူစိတ်မကောင်းဖြစ်မှာဆိုလို့ဖုံးကွယ်ထားခဲ့တယ်။ဖုံးကလေးတစ်လုံးအတွက်နဲ့အသက်ကိုစွန့်ရသလားဆိုတဲ့အပြစ်တင်မှုမျိုးတွေလာနိုင်တာကိုလေကြိုသိတာကို သူမရဲ့လက်ဆောင်ဖုံးကလေးရဲ့ settlement value တွေ့တာတန်ဖိုးကိုကျွန်တော်ဘလောက်တန်ဖိုးထားလဲနားလည်မှမဟုတ်တာ။အဲ့ဒါအပြင်လူအောက်ခြေအလွာက လူမိုက်ဓမြတွေနဲ့ရောထွေးရှက်တင်ဖြစ်နေတာကိုလေကြည်ပြူလိုက်မယ်လို့မထင်ပါဘူး။